ားလုံးပဲမင်္ဂလာပါရှင်မြန်ခရီတိုကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ပထမအောင်ဆုံးသတင်းတပုတ်အနေနဲ့ဂျာမနီမှာငွေကြေးခဝါချဆက်ကြီးပိတ်သိမ်းခံရဆွဲသတင်းနဲ့အတူမီတာမှာ stable coin နဲ့ monetization ပြီးတော့မှလားဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်မြန်မာကတော့စီစဉ်တင်ဆက်သူကီကီပါ ပထမအဦးဆုံးသတင်းတပုတ်အနေနဲ့ဂျာမနီမှာငွေကြေးခွာချဆက်ကြီးပိတ်သိမ်းခံရဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ဘိုင်းဘေးဟက်ခံရတာနှစ်လကျော်ခဲ့ပြီးဆိုပေမဲ့ခိုးရပါ ETA ရွှေတွေကနေပြန်ယူနိုင်ခဲ့တဲ့ပမာဏကတော့အတော်လေးကုန်နေနေသေးပါ။တချို့အချိန်တွေ platform တွေပေါ်ကပြန်သိမ်းနိုင်ခဲ့တဲ့ crypto တွေရှိခဲ့ပေမဲ့အခုချိန်မှာခြေရခံလို့မရနိုင်တော့တဲ့ crypto တွေဟာ20ရာခိုင်နှုန်းအထိရှိလာခဲ့ပါပြီ။ EDA တွေကိုခိုးယူသွားခဲ့တဲ့ Lazaro အဖွဲ့ဟာလည်းဒီကမ္ဘာလုံးကအခြေစိုက်တွေကိုတုံးပြီးငွေကြေးခဝါချဖို့စ조사နေပုံပါပဲ။နိုင်ငံတော်တော်များများမှာအခြေစိုက်လက်ပတ်နေတဲ့အိမ်ချင်းတွေမှာ Lazaro နဲ့ဆက်ဆက်မှုရှိနေတဲ့ transition တွေဝင်လာလို့ freeze ခံလာရတာမျိုးတွေရှိခဲ့ပြီးအခုဆိုရင်လည်း Germany အခြေစိုက် EX ဆိုတဲ့ crypto အိမ်ချင်းတစ်ခုကနေဒေါ်လာ38 million ပို့ crypto တွေတင်စီခံလာရပြန်ပါပြီ။ ဤအခါငွေကြေးခွန်ချမှုတိုက်ဖြည့်ရေးစည်းကမ်းတွေကိုမလိုက်နာပဲယူဇာတွေကိုခရစ်တိုတွေစိတ်ကြပြောင်းလဲခွင့်ပေးထားခဲ့ပါတယ်။ဒါကြောင့်ဒီ platform ဟာ cyber ရာဇဝတ်မှုတွေရဲ့ကြံရပါလို့မျိုးဖြစ်နေခဲ့ပြီးအခုချိန်မှာတော့လာဇိုရိုအမှုနဲ့ဆက်ဆက်ပြီးအရေးယူခံရတော့မှာပါ။လောလောဆယ်မှာတော့ဂျာမန်ရဲတပ်ဖွဲ့ဟာ EX ရဲ့ H terabyte server data တွေကို သိမ်းယူခဲ့ပြီး platform ကိုပါပိတ်သိမ်းလိုက်ပါပြီ။ EX ဟာ Multisig, Fiflow တို့လို platform တွေကနေခိုးယူခံရတဲ့ကိစ္စတွေမှာလည်းငွေကြေးခွာချရနေရခြင်းဖြစ်ခဲ့ကြောင်းလည်း ခရီးတို့ဆောင်တော့ Z XPD ကဆိုထားပါတယ်နောက်ထပ်သတင်းတော့အနေနဲ့မီတာမှာ stablecoin နဲ့ monetization ပြီးတော့မှလားဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။မီတာတို့လည်း stablecoin ထုတ်ဖို့ပြင်ဆင်နေပါပြီ။ မီတာပိုင်းပလက်ဖောင်းတွေပေါ်မှာနိုင်ငံအလိုက် content creator တွေအတွက် monetization ကိုသက်ဆိုင်ရာငွေကြေးတွေနဲ့ထုတ်ပေးရမှာကုန်ကျစရိတ်များပြားတာကြောင့် stable coin တွေနဲ့ထုတ်ပေးဖို့ပြင်ဆင်နေတယ်လို့ crypto company ဒေါက်တာများများကလည်းဆက်တွေ့ခဲ့ကြောင်း Fortune Magazine ကဖော်ပြလာပါတယ်ဒါရှိမှလည်း Rebel ရဲ့အကြီးတန်းအရာရှိတဦးဖြစ်တဲ့ Ginger Bake ကို product ပိုင်းမှာငှားရမ်းထားပါတယ်။ Rebel ဟာလည်းအခုချိန်မှာ Coin Stable Coin RLUSD ထုတ်ထားပြီးဖြစ်တယ်လို့ USDC ထုတ်တဲ့စာကဲကိုဝယ်ဖို့တွေပါကန့်လန့်ထားတာပါ။ ဒါကြောင့်မေတ္တာဟာ repair နဲ့ပေါင်းပြီး global stable coin ပဲထုတ်မလားဒါမှမဟုတ် repair ရဲ့ RLUSD ဒါမှမဟုတ်တခြား stable coin တစ်ခုခုကိုပဲငွေပေးချေမှုတွေအတွက်အသုံးပြုလာမလားဆိုတာကိုမကြခင်သိလာရနိုင်ပါတယ်တကယ်တော့မေတ္တာဟာ2019ခုနှစ်ကတည်းက Libra ဆိုတဲ့နာမည်နဲ့ stable coin ဌာနတစ်ခုရှိခဲ့တယ်လို့2021ခုနှစ်မှာ stable coin တစ်ခု launch လုပ်ဖို့ပါစီစဉ်ခဲ့မှုပါတယ်ဒါပေမဲ့အစိုးရဥပဒေတွေကြောင့်အစီအစဉ်ဖျက်သိမ်းခဲ့ရပြီးမိုဘိုင်းခွင့်ကိုလည်း US အခြေဆိုင် Silvergate Bank ကိုရောင်းခဲ့ရပါတယ် အခုချိန်ဆိုရင် App Store နဲ့ Movement တို့မှာတုံးနေတဲ့ Move Programming Language ဟာ Libra Project ကနေတဆင့်ဖန်တီးထားတာလည်းဖြစ်ပါတယ်။ဒါ့အပြင် Meta ဟာ Crypto Trading, Blockchain တွေအတွက်ရည်ရွယ်ဖန်တီးမဲ့ Hardware ပစ္စည်းတွေနဲ့ Digital Asset အချင်းဝန်ဆောင်မှုတွေအတွက် Movement ခွင့်တွေကိုလည်း2022ခုနှစ်နဲ့2023ခုနှစ်တွေမှာတည်းက Movement ခွင့်ရထားပြီးဖြစ်တာကြောင့် Meta ဟာ Web3 နဲ့ပဲတဲ့ကိုအချိန်မြေပြောင်းဝင်လာလို့ရနိုင်တဲ့အနေအထားမှာရှိနေပါတယ်။ တကယ်လို့မီတာဝင်လာပြီဆိုရင်လည်းတော်တော်လေးကိုပွဲစီသွားမှာဖြစ်ပြီးခရစ်တိုဟာတကယ်ကို mainstream ဖြစ်သွားနိုင်ပါတယ်။ဒါကြတော့မြန်ခရစ်တိုကနောက်ဆုံးရရှိထားတဲ့တဲ့တင်ကိုတင်ဆက်ပေးခဲ့တာဖြစ်ပါရဲ့ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။